လာရာနဲ့ဂျိုးနာတို့ရွာကနေပြန်ထွက်လာချင်းထူးဆန်းတဲ့လှိုင်းလုံးတစ်ခုကလေကိုဝါမျိုးသွားခဲ့ပါတယ်။ဒါကြောင့်လာရာနဲ့ဂျိုးနာတို့လူစုကွဲသွားခဲ့ပြီးလာရာကခက်ခက်ခဲခဲကမ်းပေါ်ကိုပြန်တက်လာခဲ့ပါတယ်။ဂျိုးနာကိုအသေးအံရှာခဲ့ပြီးမဲ့လွယ်အင်းနဲ့ဂျိုးနာရဲ့လေဆွဲကိုပဲမြင်းကြီးထဲမှာတွေ့လာရတာကြောင့်ဝန်းနေနေခဲ့ပါတယ်။အဲဒီအချိန်တခိုးကလာရာကိုတားထောက်ပြီးဗဒံများတစ်တာကိုတောင်းနေခဲ့ပါတယ်။တစ်တာထဲမှာဗဒံများမပါတာတည်နေတဲ့လာရာကလူချင်းတစ်တာကိုဖမ်းဖို့တခိုးကိုပြောပြီးမြစ်ထဲကိုပစ်ချလိုက်ပါတယ်။တခိုးကတစ်တာကိုဖမ်းနေချင်းလာရာကအလှင်မြန်ထွက်ပြေးလာခဲ့ပါတယ်။လာရာဖုံးဆက်တဲ့အချိန် Zip ကဂျိုးနာရဲ့သရူသမီးလောင်း AV ကဂျိုးနာကိုမိနေကြောင်ပြောနေပါတယ်။လာရာ ကအပြစ်ရှိစိတ်တွေနဲ့ဝမ်းနည်းစွာပဲဂျိုးနာဆုံးပြီလို့ပြောလိုက်ပါတယ်။ဒါကြောင့် Zip ကလာရာကိုအိမ်ပြန်လာဖို့ကိုပဲပြောပါတယ်။ဒါပေမဲ့လာရာကသူစားခဲ့တဲ့ကိစ္စတွေနဲ့ကြောက်တုံးတွေကိုတကူကဘာလို့အရန်လူကျင်နေလဲဆိုတာကိုသိအောင်လုပ်မယ်လို့ပြောပြီးသူ့အဖေရှာတွေ့ထားတဲ့ပစ္စည်းတွေကနံပါတ်033061ကိုယူပြီးဘေကျင်းလေးစိတ်ကိုပို့ပေးဖို့ပြောကဖုန်ချသွားခဲ့ပါတယ်။ဒါပေမဲ့ Zip ကလူကိုယ်တိုင်လာပို့ပြီးကူညီပေးမယ်ပြောနေလို့မသက်သာတဲ့ဆုံးလာရာလည်းခွင့်ပြုလိုက်ရပါတယ်။ဒါကြောင့် Zip ကိုဘေကျင်းမြို့ရဲ့စားကြည့်လိုက်အောင်မှာတကဘာလုံးကအကူခံရပြီးပျောက်ဆုံးသွားတဲ့ရှင်းအောင်ရတနာတွေကိုသူတို့ရဲ့မူရင်းနိုင်ငံကြီးစီပြန်ပို့ပေးနေတဲ့ Alexandria အဖွဲ့ စည်းကြီးကိုခေါ်ဆောင်လာခဲ့ပါတယ်။လာရာကသူ့ဖေရှားတွေ့ထားတဲ့တရုတ်နိုင်ငံပိုင်နက်တာကိုပြန်ပေးရပြီးကြောက်တုံးတွေရဲ့ဒဏ္ဍာရီကိုပြောပြပေးဖို့မာရာကိုတောင်းဆိုလိုက်ပါတယ်။ကြောက်တုံးတွေဆိုတာတရုတ်နိုင်ငံရဲ့ရှေးအစုံဒဏ္ဍာရီတွေကတခုပြစ်ပြီးတက်ရှိရမရှိခင်တုန်းကအကောင့်နဲ့အဆူဆိုတာတွန်တွဲပြီးစစ်ဖြစ်နေကြပါတယ်။ဒါကိုနတ်သမီးနူဝါကစစ်ပွဲကိုအဆုံးသတ်ဖို့ခွန်းလွန်တောင်းထိန်မှာအကောင့်နဲ့အဆူကိုညီညီမျှများဖြစ်အောင်ထိန်းသိမ်းထားခဲ့ပါတယ်။ဒီလိုထိန်းသိမ်းပြီးတဲ့အခါမှာလူသားတွေရဲ့ကဘာကြီးဟာပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့လူသားတွေရဲ့လောဘနဲ့အကြမ်းဖက်မှုတွေကြောင့်မျှကြီးဟာပြတ်ဆုံးသွားခဲ့ပါတယ်။ဒီမျှကြီးကိုပြန်လည်ထိန်းသိမ်းဖို့ပိုနေတဲ့စွမ်းအင်တွေကိုနတ်သမီးနူဝါကလူသား ားရဲ့တတ်မှတ်မှုလေးမျိုးဖြစ်တဲ့အာနာချမ်းသာမှုလောဘနဲ့တစ္ဆာဖောက်မှုဆိုပြီးကြောက်တုံးလေးခုဖန်တီးပြီးလူသားတွေရှာမတွေ့နိုင်အောင်ကဘာနဲ့ငှက်နေရရဲရဲကိုပို့ဆောင်ခဲ့ပါတယ်။နတ်သမီးနုဝါရဲ့ခြေဆုကြောင့်ကဘာကြီးကယနေ့ချိန်ထိမျှကျင်နေတည်ရှိနေရဖြစ်ပြီးကြောက်တုံးတွေအလုံးပြန်ဆုံတဲ့တနေ့ကျအရာအလုံးရဲ့အဆုံးသက်စီကိုရောက်သွားတော့မှဖြစ်ပါတယ်။လာရာနဲ့ဇစ်တို့ကဒါကြီးရဲ့ចောင်းဆောင်တွေမှာရှာတွေ့ခဲ့တဲ့ဒါကနေဗရန်များရဲ့လက်ရှိပိုင်ရှင်ကတူရကီနိုင်ငံရဲ့စစ်ဘုတ်ချုပ်တယောက်ဖြစ်တဲ့အယ်ဗန်ခါယာဖြစ်နေတယ်ဆိုတာသိလိုက်ရပါတယ်။ ခါရစီကနေခိုးယူဖို့လာရာက drone လွှတ်ပြီး zip ကလာရာကိုအဆောင်တွေတင်ချက်တဲ့အိမ်တွင်းကိုအကွက်ကြကြဝင်နိုင်အောင်စီစဉ်ပေးနေပါတယ်။ဒါပေမဲ့ကြောင်အောင်မလို့ zip ကလာရာကို coffee ဆိုင်မှာထိုင်ပြီးဆောင်ခိုင်းလိုက်ပါတယ်။ထိုင်ဆောင်နေရင်တကူကလာရာကိုပဒံများတက်တာအလွတ်ပြန်ပေးပြီးသူ့ရဲ့နာမည်က Charles Devericks ဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။လာရာရဲ့အဖေကို Trinity အဖွဲ့ကတတ်ခဲ့တယ်လို့မျိုး Cha ရဲ့အဖေကိုလည်း Light ဆိုတဲ့အဖွဲ့စီကတတ်ခဲ့တာကြောင့် Lazar ချစ်ဖို့ကြောက်တုံးတွေကိုစုဆောင်းနေတာလို့ပြောပါတယ်။ Light ဆိုတာ Trinity ထက်ပိုပြီးအာဏာရှိခဲ့တဲ့အဖွဲ့စီတစ်ခုဖြစ်ပြီးဖြတ်စည်းခံခဲ့ရတာကြာပြီးဖြစ်ပေမဲ့တချို့တလီကအသက်ရှင်ကျန်ခဲ့တာကြောင့်ရာစုနှစ်ကြာပြီးတဲ့အခါ ါအဖွဲ့ကိုပြန်လည်တည်ထောင်ဖို့လှုံ့ဆော်နေတာလို့ပြောပါရယ်လာရလူမျိုး Trinity ဖွဲ့ကိုနှိမ်နေမှုနှစ်တွေအများကြီးစောင့်မနေပဲတပတ်အတွင်းကြောက်တုံးတွေရဲ့အစွမ်းတဲ့ light ဖွဲ့စည်းကိုဖျက်ဆီးမှမလို့ဝင်မပါဖို့ကိုပါလာရကိုတတိပြေးသွားခဲ့ပါရယ်လာရကတော့ကြောက်တုံးတွေကလူတွေရဲ့မကောင်းတဲ့စိတ်တွေကိုပဲနှိုးဆော်ပြီးမှဖြစ်တာကြောင့်မလုတ်ဖို့ကိုတာပြီး coffee sign ထဲကနေထွက်လာခဲ့ပါရယ်အဲ့ဒီအချိန် Zip ကဗရံများကိုဘယ်မှာထားလဲသိပြီလို့လာရကိုပြောခဲ့ပါရယ်ဒါပေမဲ့လာရနောက်ကို Charles ရဲ့လူကခြေရာခံလိုက်နေခဲ့ပါရယ်ညရောက်တော့ Zip ရဲ့အကူအညီနဲ့ Elvan Khaya ရဲ့အိမ်ထဲကိုတိတ်တိတ်ဆိတ်ခိုးဝင်လာခဲ့ပါရယ် Zip ရဲ့လမ်းညွှန်ချက်အတိုင်း Khaya ရဲ့အခန်းမှာဗရံများကိုလာရှာခဲ့ပြီးမဲ့ ရှိဖြစ်နေခဲ့ပါတယ်။အဲဒီအချိန်ခါယာဝင်လာလို့လာရာလည်းအလင်းအမြန်ပုံလိုက်ရပါတယ်။လာရာကခါယာရဲ့ဒါမှဗဒံမြောင်ဥတွေးလိုက်တာကြောင့်ခါယာစီကနေယူဖို့မွေးထားတဲ့ကြားတွေကိုလှုပ်ပြီးအာယုံပြောင်းလိုက်ပါတယ်။အာယုံလွှဲနေချိန်လာရာကတန်လိုက်ပြစ်ပြီးဓာတ်ကိုယူခဲ့ပြီးမှကြောက်တုံးကလာရာကိုထိန်းချုပ်သွားတဲ့ကြောင့်အဆောင်တွေကိုမတော်တဆတတ်ပြီးသွားပါတယ်။လာရာလည်းထိန်းချုပ်ခံထားရတာကိုတိတိကျကျဓာတ်ကိုလွတ်ပြစ်လိုက်ပြီးပဲထိန်းချုပ်ခံထားရတဲ့ခါယာကလာရာကိုတပ်ဖို့လှုပ်တာကြောင့်လာရာလည်းအလင်းအမြန်ဓာတ်ရဲ့လက်ကင်ကိုချိုးပြီးဗဒံမြောင်ကိုတက်တာတဲ့ထဲလိုက်ပါတယ်။ကြောက်တုံးကရှင်လျက်နဲ့တည်နေရတဲ့လူမျိုးချိန်စားကိုခံစားရမှမို့လို့သူ့နားကနေအမြန်ယူသွားဖို့ကိုခါယာကပြောပါ ါတယ်။ကြောက်တုံးကိုရရချင်းဟိုတယ်ကိုပြန်လာခဲ့ပြီးမဲ့ဇစ်ပြက်အခန်းကဖျက်ဆီးခံထားရတာမို့လို့လာရာလဲတိတ်တဆိတ်ချောင်းကြီးလိုက်ပါတယ်။ဇစ်လဲနေတာတွေ့လို့ကဲဘလုလုတွေချင်းစိတ်ထင်းချုပ်ခံထားရတဲ့ဂျူနာကရိုက်ပြီး Charles ကိုဗဒံများကိုပေးလိုက်ပါတယ်။ Charles ကကြောက်တုံးနှစ်ခုကိုကာရာယူပြီးပေါင်းဆက်လိုက်လို့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပြီးကြောက်တုံးနှစ်ခုပေါင်းဆက်သွားခဲ့ပါတယ်။